အားလုံးမင်္ဂလာပါမင်္ဂလာရှိတဲ့ဒီရဲ့အချိန်ကာလဖြစ်ပါစေ။လိုက်လွင့်ပြီးမယ်ဆိုတော့နေစဉ်အထီးရတော့ထုံစိန်ကြီးရနော်နေစဉ်ထီစိန်ကြီးရနေငါကွန်တုံညဒါကကိုကြိုက်တဲ့အလုံးပဲလုံးမှုပဲကြိုက်ကြဒါနဲ့ကပ်ပြီးတော့ အဓိကမိန်ကစားစီခြင်းလို့နေစဉ်ထိသတိထားကြည့်ပါနေစဉ်ထိပါတယ်เนาะမထီဘူးဆိုတာမရှိဘူးရှားပါတယ်ဟုတ်ဒါနေစဉ်ထိနေစဉ်ထိခဏတော့ထုံစံတန်းပြထားတာစင်ကြီးอ่ะနေငါခွန်သုံးညเนาะမပြောက်ပတ်တီ3 2 3 4ဒါကဟူးမကျော်မဟုတ်เนาะ ဦးမကျော်အတွက်ဝင်သွားတာပေါ့လားတရားတပတ်စာပေါ့တနင်္လာနေ့တောက်ကြအထိ24 24ရက်ကနေနော်28ရက်17လ2025ဒါတောက်ကြအထိနော်နှစ်ဖြက်နှစ်ဖြက်ပေးမယ်လို့ပြောထားတယ်ဒီတစ်ပတ်စင်ကြီးရလေဒီဟာပဲမပြောက်ပတ်တီက1 3 4 မပြောက်ပတိကနှစ်သုံးလေးပြောက်ပတိကနှစ်သုံးလေးအဲ့တော့စိန်ကီးပရိတ်ကခွန်သုံးညာနဲ့နော်စိန်ကီးပရိတ်ကလည်းခွန်သုံးညာပရိတ်တွဲပရိတ်တွဲရတယ်ဘူးမကျော်ပရိတ်တွဲရတယ်ခွန်သုံးညာအဲ့တော့ခွန်သုံးညာခွန်သုံးညာပရိတ်တွဲတွဲတွဲကြောင့်ပရိတ်တွဲကရင်ဒီပရိတ်တွဲကမာတယ်ဒါပေမဲ့ပြီးခဲ့တဲ့ဘက်ကလည်းဘုဒ္ဓဦးနေ့ပြီးနောက်ပိုင်းမှာ လေးခုအတွဲ break ကလည်းမထွက်ထားဘူးเนาะလေးခုအတွဲ break မထွက်ထားသေးဘူးအဲလေးခု break အတွဲ break ကလည်းကောင်းတယ်အဲ့တော့ break တွဲကညံနေသူတွေဒီ break တွဲကိုကင်မယ်အဲ့တော့ကျမပေးထားတာကဟူးမကြုံမှာလီကူကီ break နဲ့ပြီးခဲ့တဲ့ဂျာတာ break နော်ဂျာတာ break ဒီမှာတွေ့တာဂျာတာ break နေ့ကနေစကင်တာနီးနော်လီကူလီကူကီ break နဲ့ကူတုံညာ1 chain နဲ့ကီ chain နဲ့ပြီးတော့ ဒီဒီ၄ခုနဲ့၉သုံးညာကို key break chain ဆိုပြီးတော့၄ခု၃ညာ깟မှုပြောတဲ့အတွက်ကြောင့်ထွက်သွားတဲ့ကဏ္ဍနေဒါပြီးခဲ့တဲ့ဘက်တစ်ဖက်ကတွေးပြီးထားတာ ਈ เนาะဒီ break ဆိုရင်၄၀ဟိုဒီမှာเนาะ၉ break ခွန် break ၃ညာ break အဲ့တော့깟နေသူတွေအဲ့တော့ break အတွဲမှာထွက်တာမထွက်လားနော်၄ခုနောက်ပိုင်းကိုဒါပဲကစားပါလို့ပြောတဲ့အတွက်ကြောင့်1 5 1 3 9 4 1နဲ့3 9 3 9နော်အဲ့တော့ မထွက်သေးတာဒီကိုနဲ့ခွန်ဟိုကိုကြံမယ်ဟာကိုတလုံးမှကြံမယ်အဲ့တော့ကိုတလုံးကိုကိုပရိတ်နဲ့ကိုတလုံးဆိုရင်ကီပရိတ်လို့ပေးထားတဲ့အတွက်ကြောင့်ကိုတလုံးဆိုရင်ကိုကီကိုတလုံးဆိုရင်ကိုပရိတ်ပါတွေ့တွေ့ပြီးကိုကကိုအရန်သဘောမျိုးထဲထဲဆိုတော့เนาะဒါပြလို့လဲဆိုဒီမှာကုလီပရိတ်လည်းကြာမယ်ခွန်တုံညာပရိတ်လည်းပြန်ကြာမယ်ဒါဟိုမျိုးကြောင့်အနေနဲ့ဒါကောင်းတဲ့ပရိတ်เนาะ အဲ့တော့ key chain နဲ့ဟာနဲ့ဆိုရင်၄ခု၃ညရဲ့ကြာလာပြီနဲ့ဗုဒ္ဓဟူဒီဗုဒ္ဓဟူထိပေးထားတဲ့ကစားနည်းအရာเนาะဒီမှာ တာမထွက်ဘူးလားဆိုနောက်ပိုင်းကိစ္စအောင်နော်နေ9 3ညအဲ့တော့ break မထွက်သေးဘူးဒီကို break ချန်နေအဲ့တော့လေကို break 3ည break ကတော့ထွက်သွားတယ်ဟုတ်လားဒါပေမဲ့ဗုဒ္ဓဦးနေ့အထိပေးထားတာဖြစ်တဲ့အတွက်ကြောင့်စက္ကစားပါဒါဗုဒ္ဓဦးမကြုံပါနဲ့ခွန်3ည break ဖြစ်တဲ့အတွက်ကြောင့်ခွန်3ည break ကအာကောင်းကောင်းနဲ့ခွန်3ည break အဲ့တော့မပြောက်ပတ်တီဒါကတော့တင်းလာနေတောက်ကြနေအထိနေစဉ်ကံမဲ့ဟာကနေ9ခွန်3ည break ဖြစ်တယ်လို့အခုမပြောက်ပတ်တီတောက်ကြနေအထိရလဲ2 3 4 အောက်ကြနေဒီနှစ်သုံးနေရှိတယ်လို့ဘုဒ္ဓဦးမကျော်လေးပူတုံကကြီးရှိရဲ့ဟလားเนาะအဲ့တော့ဒီဟာတွေကိုတွဲရက်အနေနဲ့ဗရိတ်နဲ့လေးပူတုံညာရဲ့ဗရိတ်အတွဲပြန်ထည့်ပေးထားတယ်လို့เนาะအဲ့ဒါကဘာလဲဆိုတော့ဒီမှာ ဒီကုတုံညာရဲ့ဒါကီပရိတ်တွေเนาะကီပရိတ်တွေပရိတ်နဲ့ကီနဲ့ညီပေးထားတယ်ဒီကုတုံညာမှာဆိုအတော့45 90 95မွေကနက်လေးကအနေနဲ့ပြီးသားပြီးသားเนาะအဲ့တော့ဒီဟာနဲ့မပြောက်ပတ်သေးနောက်တစ်ခုဒီမှာ နှစ်သုံးသုံးညဟာနှစ်သုံးသုံးညမပြောက်ပတ်သည်နှစ်သုံးသုံးညမပြောက်ပတ်သည်ကိုလည်း၄၉ခုသုံးညပြိနေပဲပြန်ပြီးတော့ဒီမှာတွဲထားတယ်ဒါဆိုရင်ဒီဒီမှာဆိုလို့ရှိရင်နှစ်သုံး၄၄နှစ်သုံး၄ဆိုတော့၄ရာဆောနာဟွန်းကျော်နယ်လေကြိုက်တယ်ဒီဥစ္စာပြိဋ္ဌူနော်ကဏ္ဍတူအဲ့တော့ဒီနှစ်ခုပဲအသက်ထွန်းမယ်ဒီနှစ်ခုအသက်ထွန်းရင်နှစ်နှစ်ကိုဘာလို့ကြိုက်လဲနေ့စဉ်ထီကီနဲ့ဟိုဟာဖြစ်တဲ့အတွက်ကြောင့်တကယ်တမ်းဟိုဟာဖြစ်ရင်၃ကိုမကြိုက်ဘူးလားဆိုတော့၃ကိုမကြိုက်တာတော့မဟုတ်ဘူး သုံးကြိုက်တဲ့သူလောက်ပါဒါပေမဲ့ကျွန်မပြောချင်တာအခုဒါဆိုလို့ရှိရင်400ဟုတ်မှာပါဒီဟာကိုဒီဘက်ထဲမှာထည့်လိုက်မယ်ဆိုလို့ရှိရင်ဒီဘက်ထဲမှာထည့်ရင်နှစ်နဲ့ပတ်သက်တာပေါ့နော်နှစ်နဲ့ပတ်သက်တာထည့်ရင်22ရဲ့29ရဲ့ဒီမှာ25ရဲ့28ရဲ့ဒါဆိုရင်ဗုဒ္ဓဦးတီတွဲပြီးတော့ကြည့်လို့ရပါရဲ့လားအဲ့တော့ အခုကျမတို့က44 5 90 95ပရမမွေးကနန်းပြထားတယ်။ကဲလို့ဒုတိယမွေးကနန်းထုတ်ပေးပါဆိုလို့ရှိရင်ဒီအတွဲထဲမှာပါတယ်။43မနော်43 98ပေါ့43 98နော်43 98 43 98နဲ့2928နော်ဒီ3ခုရှင်းနဲ့958နော်ဒီဟာကို ကြိုက်တဲ့အတွက်ကြောင့်မလို့တွဲပြီးတော့ထုတ်ပေးထားတယ်။ဒါဒါကတော့ဟိုဟိုကနန်းပြန်ပြီးတော့ချုပ်နေတဲ့ဘောပေါ့နော်။တကယ်တမ်းကျတော့လည်းအများကြီးမရှိပါဘူးကနန်းတွေကထက်နေတယ်။တေချာခွေကြည့်စိတ်အေးအေးထားတော့ခုပတ်တော့ပြီးထားတယ်တဲ့မှာပုံလုံးအခွေကဘာတွေလဲဆိုရင်1 6 3ညနဲ့4 5 9 ဒါ၃လုံးခွေအတွဲ၁၆၃ည၄၅၉ဒါတွေဆိုရင်၃ညအတွဲရှိရ၁၀60ကောင်းနေဆိုတဲ့သဘောပေါ့နော်ဒါဆိုရင်၄၅၉၅မွေးကနန်းနဲ့ကြိုက်တယ်ဒါမျိုးပေါ့နော်နောက်၄လုံးခွေ၄လုံးခွေရတော့၁၃၂၃ည၁၃၂၃ည၃လုံးခွေလည်းထွက်တယ်နော်ပြီးခဲ့တဲ့ဘက်ကဒီဘက်လည်းထွက်တယ်ဒါတွေပြီးရင်ပြန်တင်ပြီးမြန်မာအားသေးလို့ဒီရက်ကအဲ့တော့၁၃၂၃ည၁၃၂၃ည၃လည်းဒီမှာ တက်တုံးနဲ့တုံညာဆိုတာနှစ်တုံညာရှိရတဲ့အကြောင်းညစ်တဲ့နှစ်သုံးလို့30 30လို့ဒါမျိုးတွေထိုးထိုးတဲ့နေပေါ့နော်ကျမခဏခဏပြောတယ်6ထိတ်6ပိတ်လာတယ်ပြီးရင်အပူထွက်မယ်ဒါကအခုကြည့်ခဲ့တဲ့တစ်ခါက6ထိတ်နဲ့မထွက်ဘူးဆိုတာဟိုရှိပတ်မှာ6ထိတ်နဲ့နှစ်ခါကြာထားတယ်ပြီးမှ6ပိတ်ပြီးတော့မှဒီအပူကြာလာအဲ့တော့6တုံညာအပူဒီတေချာပေါ့ဘူးမကြော်တစ်ချိန်ထပ်ထွက်ပေးမယ်နော် မကျော်ဘူးအခုတစ်ချိန်ထမ်းတာပုံနဲ့ အဲ့ဒီကတော့တတိထားဖို့အတွက်တတိပေးတာအဲ့တော့ကျမအနေနဲ့ပြောချင်တာနေစဉ်ထိစိန်ကီရတော့2953ညထီအောင်ထိုးမယ်တောက်ကြနေထိမပြောက်ပတ်တီးရ234စိန်ကီဘရိတ်အတွဲရ903ညဘရိတ်အတွဲ3လုံးခွေရ163ညနဲ့459ဒီလုံးခွေရ1323ညเนาะအဲ့တော့ကြိုက်တဲ့မူတစ်ခုကိုယူတစ်ခုပဲကစားမှာအကုန်လုံးကစားကြမလို့မပြောက်ပတ်တီးဆိုတော့ကြိုက်ရင်ဒီလုံးပဲပတ်အဲ့တော့မပြောက်ပတ်တီးရဲ့ထုံးစံအတိုင်းဒါဘရိတ် ို့ဖန်တီးထားတာဟုတ်တယ်မလားပုံမှန်ဆိုလို့ရှိလို့ရှင်ဒီ1 3လေးကိုကျွန်မဒီဒီမပြောက်ပက်ဒီ1 5 3ညနဲ့1 5 3ညเนาะ1 5 3ညနဲ့တွဲတယ်အဲ့တော့20 25 29 23ညဒါ၄ပဲเนาะအဲ့တော့32 35 39 33ညဟော42 45 49 လေးသုံးညဒါပတ်တီးတလုံးဆိုရင်ဒီဟာလေးတွေတင်ကွက်ထဲဆိုနော်နော်ပတ်တီးနှစ်ပတ်တီးကစားသူနည်းနည်းနှစ်ကနှစ်ခွန်20သုံးပတ်တီးကစားသူသုံးနည်းသုံးက3ခွန်30လေးပတ်တီးကစားသူလေးနည်းလေးက4ခွန်40ဒါလေးတွေကတော့တင်ကွက်အနေနဲ့ကစားရဲဒါကတော့မပြောက်ပတ်တီးကိုပြိတ်ဖန်ပေးထားတာအဲ့တော့ဒီမှာဆိုလဲ၄00ဆောနာမပြောက်ပတ်တီးနဲ့ နဲ့နော်သောပတိခသာသူဒီမှာဗရိတ်နဲ့ဟိုကနဲ့ဝိချာလို့အဲ့တော့ဒီမှာဗရိတ်ကဲဓမ္မတွေအတွက်ကဒါဆိုရင်ဒီအကွက်တွေအကျုံးဝင်နေဆိုတော့အကြောင်းနော်ဒါအဲ့တော့နေရနောက်ကြသွားတဲ့အတွက်ကြောင့်အရှင်းပြပြရနောက်နေတိုင်းနေတိုင်းကိုဘာသုံးခြင်းလဲဆိုရင်ကျမနေတိုင်းမှာ ြီးပရိတ်က9ခွန်ရှိတယ်9ခွန်လုံးကြမလားပရိတ်ကြမလားထိတ်ကခွန်ရှိ3ညခွန်ရှိ3ညထိတ်ကစားရမယ်လို့ပြောတာမဟုတ်ကိုထိုးတဲ့ခဏမှဒီရည်ပိုင်းထိတ်ကနောက်ထပ်ဟိုအပူထက်ဒီကြီးကတော့1683ဒါမထီရင်မထိုးနဲ့ထီအောင်ထိုးဟုတ်ဒီကတော့အထီးကြီးပေါ့နော်အဲ့တော့ဒီမှာဆိုရင်စိန်ကြီးနဲ့ မတယောက်ပဲဒီဒီနေ့အတွက်ကြီးနေတာတိတ်ပြီးတော့မကြိုက်တာတော့မကြိုက်တာဘောနော်အဲ့တော့ကျမကဘလို့ကြိုက်လဲဆိုရင်ထိတ်ကလည်းခွန်ရှိရအတွက်တောင်ခွန်ထိတ်ကြိုက်တယ်ဘရိတ်ကီးမှလည်းခွန်ရှိရအတွက်တောင်ခွန်ဘရိတ်ကိုကြိုက်တယ်တခွက်ကောင်ရွေးဆိုရင်နေတိုင်းကိုခွန်တုံးနဲ့တခွက်ကောင်ရွေးပေးထားတယ် เนาะคุณตุงญาตะกั่วกองอยู่ไปท่าได้เออถ้าเนี่ยอธิสูรุษิตะชอบ6934มุยกะนันเนมาเลยโหกะนันปริ้งเนี่ยเลยญีอองโหล่ะเนาะเออถ้าสูยงดีมาคุณหูใจได้ด้วยจ้ามุโลงาฤดาฤทีอองทูสูรุษิ49รูคุณไดตุงญาเนี่ยกุกกุ49ปริ้งกูถ้าเนี่ยเปลี่ยนพันไปท่าเลยล่ะเอออารมณ์ถ้าณีได้ด้วยเนาะ ြီးလို့ရှိရင်တခုချင်းကိုပြန်ခွဲပြီးတော့နားလည်အောင် short video တင်ပေးမယ်။အားလုံးကြမ်းမှချမ်းသာကြပါစေ။ကံကောင်းကြပါစေ။နားလည်အောင်ပြန်ချလေးထပ်ပြီးတော့နောက်တစ်ခေါက်ရှင်းပြပေးပါမယ်။ကျေးဇူးတင်ပါတယ်အကုန်လုံး။